အားလုံးပဲမင်္ဂလာပါ။ဒီဝါကျွမ်းကျင်ဂူတင်နဲ့ free online course လေးရနေပြန်လည်ကြိုးစားပါရစေ။ဒီနေ့ပြောသွားမယ်ခေါင်းစဉ်ကတော့နော် energetic လို့ခေါ်တဲ့ကြိုက်ခဲပြောင်းစည်းတွေအကြောင်းဖြစ်ပါတယ်။နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ pain killer ပါနော်။ pain ဆိုတာကတော့နာကျင်ခြင်း၊ killer ဆိုတာကတော့ဟိုတတ်လိုက်တဲ့လူပေါ့နော်။အဲ့တော့နာကျင်ခြင်းကိုတတ်လိုက်တယ်ဆိုတော့ဒါကြိုက်ခဲပြောင်းစည်းကိုပြောတာပါ။ ာမန်ကျက်စရဲ့အတိတ်ပဲဖွင့်ထားတာဖြစ်ပါတယ်။ကြိုက်ခင်းလာခြင်းချင်းကိုရေပူရအဖြစ်တက်တာစီဒီပေါ့နော်။အဲတော့ဟိုလိုမျိုးတုတ်ွေးကြောင်ကြိုက်ခဲတယ်နားရင်ဆိုလို့ချင်းတော့ကြိုက်ခဲပြောက်စီတောက်လိုက်ပြီးတော့မှဒီနေ့တည်းရဲ့တက်တာတော့ပေါ့နော်။တုတ်ွေးပိုးကရှိနေသေးရဲ့ဆိုလို့ချင်းဒီကြိုက်ခဲပြောက်စီကနောက်နေ့မှမတော့ဘူးဆိုရင်တော့ပြန်ကြိုက်ခဲနာခြင်းချင်းဖြစ်တတ်ပါတယ်။ဒါကြတော့ users တွေမှာဆိုရင်တော့ symptomatic treatment ပေါ့နော်ဒီလိုမျိုး အဲယောဂလက္ခဏာတွေကိုပဲဒါတတ်တာအောင်ကုလဲဆေးပေါ့နော်ဒီ energetic ကတော့တော့ကဲခေပြောက်ဆေးတွေကိုမျိုးစားခွဲလိုက်မယ်ဆိုလို့ရှိရင်ရေဝိယအဖြစ်တော့နှစ်ခုခွဲလို့ရပါဘောနော်ဘယ်ပုံမှာမူတည်ပြီးတော့မှဒီဆေးတွေကိုထုတ်ထားတာလဲဆိုရဲပုံမှာကြည့်ပြီးတော့အုပ်စုနှစ်စုခွဲလို့ရတယ်ပထမတစ်ခုကကျတော့ narcotic energetic ပေါ့နော် narcotic energetic ဆိုတာကကျတော့သူက ီဘိန်းရဲ့အပေါ်မှာအခြေခံပြီးတော့မှာပေါ့နော်ဟိုထုတ်ထားတဲ့ဈေးဖြစ်ပါတယ်အဲ့တော့ဘိန်းဆိုတော့အလိုမျိုးအမူရေးထုံထိုင်းစေတဲ့ပေါ့နော်အဲ့ဒီရေအပေါ်မှာမူတည်ပြီးတော့မှာထုတ်ထားတဲ့အတွက်ကြောင့်မလို့ဒီဟာနာကိုတဲ့ energetic ပေါ့နော်ဒီမှာလည်းရေးထားပြီးရယ် morphine ဆိုတဲ့ဟာတော့ကြားဖို့မယ်ထင်တယ်နော် morphine ဆိုတဲ့ဈေးကကျတော့အလိုအရန်နာကျင်နေပြီဆိုရင်တော့သူဈေးအဲ့ဈေးလေးပေးလိုက်တယ်ထိုးဈေးလေးထိုးလိုက်တယ်ဆိုလို့ရှိရင်ခဏလေးအတွင်းမှာပဲသူက အဲအားလေးကနာကျင်နေရမြန်မြန်တက်တာသွားပြီးတော့ပိတ်ပျော်သွားလို့မျိုးပေါ့နော်ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့တော့ဘင်းကိုအချိန်ခံပြီးထုတ်တာစီရဖြစ်တဲ့အတွက်ကြောင့်မလို့အလွယ်တကူရဲတော့ဝယ်လို့မရပါဘူးစေးဆိုင်တွေမှာလည်းမော်ဖင်းတော့ဝယ်လို့ရှိရင်မရောပါဘူးနော်နောက်ထပ်အုပ်စုတစ်ခုကကြတော့ဒါဘင်းပေါ်မှာအချိန်ခံပြီးထုတ်တာမဟုတ်တော့ဘူးပေါ့နော် man narcotic energy ပေါ့ narcotic ဆိုတာကြတော့ ဒီလိုမျိုးဒါမူရင်းစီဝါကိုပြောချင်တာဖြစ်ပါတယ်နန်းဆိုတာကျတော့မဟုတ်ဘူးပေါ့နော်မဟုတ်ဘူးစန့်ကျင်တဲ့ဟာပေါ့နော်အဲ့တော့မူရင်းစေဝါပေါ်မှာမူတည်ပြီးထုတ်ထားတာမဟုတ်ဘူးဒီဈေးရကြတော့ပေါ့နော်အဲ့ဒါကိုနန်းနာကိုတဲ့ energy ဈေးပေါ့နော်ဒါပေမဲ့တော်တော်များခေါ်တဲ့ဟာကြတော့ဒီဟာပေါ့နန်းကြည်ပိုက်တဲ့ anti inflammatory drug ဆိုတဲ့ဟာပေါ့နော်နောက်တစ်ခါပြန်ပြောပြမယ်နော်နန်း steroid anti inflammatory drug ပေါ့နော် အဲ့ဒါကိုအတူကောက်ခေါ်မယ်ဆိုရင် nan n လို့ယူမယ်နော် steroid တွေကတော့ s and the inflammatory ဆိုတော့ဒီက au မယ် ru မယ်ပြီးလို့ရှိရင်နောက်ဆုံးမှာ du မယ်ပေါ့နော်အဲ့ဒါဆိုရင် nsaid လို့ခေါ်ရပါတော့အတူကောက်ကတော့ nsaid လို့ခေါ်ရ nan steroid and the inflammatory drug ပေါ့နော်အဲ့ဒါဒီဒီဆေးတွေအကြောင်းကိုပဲဆက်ပြီးပြောရမှာဖြစ်ပါတယ်အမှားဆုံးတစ်ခုကတော့ပါရာစီတမောနော်ပါရာစီတမောကတော့ ီဆေးလေးကတော့လူတိုင်းကြားဖို့နေရမှာเนาะဒီပါရာစီတမောဆိုတဲ့ဆေးလေးကတော့လူတိုင်းကြားဖို့ရဲ့ကြိုက်ခဲပြောက်ဆေးပေါ့เนาะဘလို့အားလာလဲဆိုလို့ရှိရင်900 mg လာတယ်125 mg လာတယ်150 mg လာတယ်ပြီးလို့ရှိရင်125ဆိုရဲဒီ suppository ပေါ့နော် suppository ဆိုတာကျတော့ဒုံးကြည့်လို့ခွာပါကလေးတွေအတွက်ကိုတည်တံထုတ်ပေးရလဲရှိရပေါ့နော်ဒီ125 mg ဆိုတာကလေးတွေဆိုတာတည်တံပေါ့မွေးကင်းစားကလေးတွေဒီမကောင်းတာတို့ဘာလို့ဆိုလို့ရှိရင် ဒီဟာဆရာဝန်ညွှန်ကြားတဲ့အတိုင်းပေါ့နော်325 mg ကိုဒီ suppository နေနဲ့အဲ့လိုထည့်လိုက်တယ်ဆိုလို့ရှင် စိတ်တိုက်ဆရာမလို့စိတ်ထိုးဆရာမလို့ဘယ်နဲ့အဖျားမြင်ကြတာပေါ့နော်ဒီဟာမျိုးလေးတွေရှိတယ်ဒီ900 mg tablet ကတော့ဒီမှာထုတ်ထားတဲ့အမ်ပေါ့နော် biogesic တို့ lansan တို့မှာပါတဲ့ဟာနဲ့တူတူပဲပေါ့နော်325 mg SYP ဆိုတာကျတော့ syrup syrup ဆိုတာကတော့အချိုးရည်ပေါ့နော် အချိုးရည် ပြီးတော့ရှိရင်ဒီ950 mg strap ကလည်းအချိုရည်ပဲဒါကလေးတွေတိုက်အတွက်ကလေးတွေအတွက်ကိုတိုက်တဲ့အချိုရည်စည်းရည်လေးပေါ့နော်ပြီးတော့ဒီခဏကပြောလဲ125 mg suppository နဲ့950 mg suppository ကတော့250 mg suppository ဆိုရင်တော့ကလေးနည်းနည်းကြီးလာပြီဆိုရင်သုံးလို့ရတယ်ပေါ့နော်အဲတနည်းနည်းထားနည်းနည်းသုံးတဲ့အဝင်ချင်တွေဆိုလို့ရှိရင်250သုံးကြရများတယ်ပေါ့နော်အဲပါစီတမောကတော့ဒီကိုဝင်ဆောင်တွေမှာတောက်လို့ရပါတယ် safe ဖြစ်တယ်ပေါ့နော် အစာရုံထိခိုက်စေရမျိုးရှိလားဆိုတော့သူကတော့မရှိနိုင်ပါဘူးအနည်းဆုံးပဲဖြစ်တယ်ပေါ့နော်ဘေးထွက်ဆိုကြရလဲတရားတော်တော်နဲ့မရှိဘူးပေါ့နော်အမှအစာရင်ထိခိုက်တာမျိုးကြောက်ကထိခိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးတွေမရှိဘူးအဲ့တော့မြန်မာနိုင်ငံမှာတော့ပါရာစီတမောပဲမြင်နေပြီပေါ့နော်တခြားနိုင်ငံမှာနေရဆိုလို့ရှိရင်တော့ပါရာစီတမောအပြင်ဟိုမှာနောက်တစ်ခုနာမည်နဲ့ကြားပုလိမ့်မယ်နော်အဲ့ဒါကျတော့အစီတာမီနိုဖန်လို့ခေါ်ပါတယ်အစီတာမီနိုဖန်ကကျတော့ဒီပါရာစီတမောနဲ့ ဖော်မြူလာတူတူပဲဒီနိုင်ငံတွေမှာအလိုက်ပေါ့နော်တချို့နိုင်ငံတွေကတော့ပါရာဆီတမောလို့ခေါ်တယ်တချို့နိုင်ငံတွေကတော့အစီတာမီနိုဖန်လို့ခေါ်တယ်ပေါ့နော်ထိုင်းကဘာလို့မှဆိုလဲအစီတာမီနိုဖန်ဆိုရဲဈေးတွေးပြီးဆိုရင်တော့ဒါကပါရာဆီတမောပဲဖြစ်ပါတယ်နောက်နောက်ဆီတစ်မျိုးကတော့ diclofenac ပေါ့နော် D I C L O F E N A C ဆိုတော့ diclofenac diclofenac ဆိုရဲဆီကဘလောက်အားလာလဲဆိုရင်25 mg လာတယ် 50 mg လာတယ်အဲ့ဒါတွေတက်ဘလက်တွေပေါ့နော်အဲ့တော့ထိုးစင်းတွေရောလာလားဆိုတော့လာတယ်85 mg လာတယ်ပြီးနောက်တစ်ခုကကျတော့ gel form ပေါ့နော် gel form ဆိုတာကကျတော့လိန်စီအနေနဲ့လည်းလာတယ်ကိုက်ခဲပြောင်းတဲ့လိန်စီပေါ့နော်အဲ့လိန်စီကတော့ဒါတုံးများတယ်ပေါ့နော် fortet ဆိုရဲနာမည်နဲ့အပြာရောင်ပေါ့နော် fortet အပြာရောင်ကမာတာလေ diclofen နဲ့ပါတာပါ fortet အဝါရောင်ဆိုရင်တော့မပါပါဘူးတခြားအနည်းတင်ပါတယ်ဈေးပါတာပေါ့နော် အဲဒီဟာလေးကထိုးစေးကိုပြထားတာဒီဟာကကျတော့တက်ဘလက်တွေပေါ့နော်တက်ဘလက်လိမ်မော်ရောင်အများဆုံးကတော့လိမ်မော်ရောင်လာတယ်ပေါ့နော်ဒိုက်ဂလိုဖန်နက်ကအများဆုံးကလိမ်မော်ရောင်လာတယ်ဂလိုဖန်နက်တို့ဘာလို့ဆိုလို့ရှိရင်တော့အနီရောင်လေးလာတယ်ပေါ့နော် not use in pregnancy ပေါ့နော်ပုံဝင်ဆောင်တွေမှာသုံးလို့မရအောင်နောက်တစ်ခုကကျတော့ gastritis ပေါ့နော်ဒီအစာအိမ်ရောင်တက်တယ် bleeding tendency ဆိုတာတွေးထွက်တတ်တယ်ပေါ့နော်တွေးထွက်တတ်တယ်ဒီဟာဆေးတွေပုံမှန်တောက်တာရေရှည်တောက်တာရင်မကောင်းဘူးပေါ့နော် နည်းနည်းလေးထိခိုက်မိရတယ်တွေးရုံစိတ်မှုများတာမျိုးပေါ့နော်တဖုံးကတွေးရုံပြီးဆိုရင်မသိတော့တာမျိုးတွေဖြစ်တတ်တယ်ပြီးလို့ရှိရင်သူကတော့ allergic to diclofenac နဲ့ပေါ့နော်အဲ့ဒါလည်းအများဆုံးရှိကြတယ်ပေါ့နော်တော်တော်များများရှိကြတယ် diclo ကိုမတည့်တဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒီစင်းနာမည်ကတော့ iview profile iview ပေါ့ i ရော i ပဲထွက်တယ်ပေါ့နော် view ibuprofen ပေါ့နော် ibuprofen ဆိုရဲစီ100 mg လာတယ်။ငါရ400 mg လာတယ်ပေါ့နော်။ဒီဘက်မှာလည်းပြလာတယ်။ဒါ100 mg tablet လေးဒါကတော့400 mg tablet လေးပေါ့နော်။အများဆုံးသုံးတာတော့100 mg ပေါ့နော်။100 mg ကို BD လို့ဟောသုံးလို့ရတယ်ပေါ့နော်။အဲတော့ tablet လာတယ်။အခါကျတော့လည်းဒီကလေးတောက်ဖို့အတွက် syrup အနေနဲ့လည်းလာပါတယ်။တခြား painkiller တွေနဲ့ရောပြီးတော့လည်းလာတယ်။ဥပမာ paracetamol လို့ပါလို့မျိုးနဲ့လည်း သူကရောပြီးတော့မှကုမ္ပဏီတွေကထုတ်ကြပါတယ်။ကိုဝင်ဆောင်တွေမှာတော့သုံးလို့မရဘူး။ပြီးရင်အစာအိမ်လာရှိတဲ့လူတွေမှာလည်းသုံးလို့ရမှာမဟုတ်ဘူး။ gastritis ရှိတဲ့လူပေါ့နော်။ပြီးရင် bleeding tendency ဆိုတော့ဒါလည်းသွေးယိုစိမ်မှုဖြစ်တတ်တယ်။ allergic to ibuprofen ။ ibuprofen မသိတဲ့လူတွေကတော့ရှိတော့ရှိရဲ။နည်းနည်းလေးတော့ရှာရဲပေါ့နော်။နောက်စီတစ်မျိုးက aspirin ပေါ့နော်။ aspirin ဆိုတဲ့ဆီလေးပေါ့နော်။ ဒီဟာလေးကကျွန်တော်85 mg လာတယ်87 mg လေးလာတယ်ဗောနော်ဒီဘက်မှာပုံလေးပြထားပြီးရေနော်ဒီဈေးကက်လေးတော်တော်များမြင်မှုကြမှာဗောနော်တချို့ကကျွန်တော်ဒီဟာလေးကိုကြိုက်ခဲပြောက်စေအနေနဲ့တုံးလို့ရတယ်ဆိုရင်အများဆုံးတုံးတာကတော့ anti platelet လို့ခေါ်တဲ့ဟာဗောနော်ဒီမှာရေးထားတယ် can use as anti platelet anti platelet ဆိုတာကျွန်တော် platelet ဆိုတဲ့ဟာကျွန်တော်ဗောနော်သွေးဥမွားကိုခေါ်တာပါမြန်မာလိုကျတော့ platelet ဆိုရင်သွေးဥမွားကိုခေါ်ပါ သူကသွေးခဲစေတဲ့နေရာမှာ ပါဝင်တဲ့လှုပ်ဆောင်ပေးတဲ့အရာမျိုးပေါ့နော်အဲ့တော့ဒီဟာဒီဆေးရ anti platelet ဆိုတော့သွေးမခဲအောင်သူကတားဆီးပေးတဲ့အရာမျိုးပေါ့ဘလို့လူနာရီတောက်တာများလဲဆိုလို့ရှိရင်တော့နှလုံးရောဂါအခန့်ရှိတဲ့လူတွေပေါ့နော်နှလုံးသွေးကြောကျင်းတဲ့လူတွေပြီးရင်နှလုံးသိပ်ခုံတာမမှန်တဲ့လူတွေများဆိုလို့ရှိရင်တော့ဒီ anti platelet ကိုပေးပါတယ်တုံးတယ်ပေါ့နော်အဲ့တော့ဒီဟာလေးတုံးတဲ့အတွက်ကြောင့်မလို့ဒီသွေးမခဲတော့ဘူးပေါ့နော် ွေးမခဲ့တဲ့အတွက်ကြောင့်မလို့တွေးခဲခဲ့ရဆိုလို့ရှိရင်တော့သူက stroke တို့ဒါမှမဟုတ်လို့ရှိရင်လည်းဒီနှလုံးသွေးကြောကျင်းတဲ့အချိန်မှာပိတ်သွားပြီဆိုရင်နှလုံးကြွက်သားတွေပုတ်သွားမျိုး myocardial infarction လို့ခေါ်တဲ့ဒီရောဂါတွေဖြစ်တတ်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ any platelet ကိုကြိုပြီးတော့ပေးကြတာညာတယ်ပေါ့နော်အဲ့တော့ဒီဆေးတောက်ပြီဆိုလို့ရှိရင်တော့ဘာဖြစ်နိုင်လဲဆိုရင် side effect အနေနဲ့တော့ bleeding tendency ပေါ့တွေးရစိမ့်မှုများနိုင်တယ်ပေါ့နော်တွေးနည်းနည်းလေးထိလိုက်တယ်ဆိုလို့ရှိရင်တွေးထွက်လာတယ်ဆိုလို့ရှိရင် တော့သူပြိဖို့မလွယ်တော့ဘူးပေါ့နော်နောက်တစ်ခါကျတော့ gastritis ဒီအစာအိမ်လေးနားတတ်ပါတယ် mefenamic acid mefenamic acid ကဘယ်လောက်အားလာလဲဆိုရင်150 mg လာတယ်900 mg လာတယ် tablet အများဆုံးကတော့ tablet လာကြတယ်ပေါ့နော်ပြန်ကပ်ဆူလဲလာရဲဆိုတာရှိပါရဲ့ဒါမဲ့တက်ဘလက်ကိုအတွေ့များရှာမှာပါဘယ်မှာသုံးတာလဲဆိုတော့ဒီပုံလေးတွေ့ရတယ်ဆိုလို့ရှိရင်တော့ဒိုဖီနယ်ဆိုတဲ့တစိမ့်လေးရတော့ သုံးများဆုံးပေါ့နော်မဖန်နမင်မှာဒိုဖီနယ်ဆိုရင်တစိလေးရတော့အသုံးများဆုံးပါအဲ့တော့ဒီဟာလေးကပြင်မှာသုံးလဲဆိုတော့ menstrual pain ပေါ့နော်ဒါအမျိုးသမီးတွေသမဏလာရချင်းကြလို့ရှင်နာကျင်ကြိုက်ခဲမှုကိုတက်တာစီတဲ့ဆေးပေါ့နော်ပြီးရင်နောက်တဲ့တစ်မျိုးလည်းထပ်သုံးလို့ရပါတယ်သွားနာတာတို့သွားကြိုက်တာတို့ပေါ့နော်ဒန်တယ် pain မှာလည်းသုံးလို့ရတယ်သူကလည်း side effect ရှိရယ် gastritis ဆိုတာအစာအိမ်ညောင်တတ်တယ်စာရင်နာတတ်တယ်ပေါ့နော်ပြီးရင်အစာမကြည့်တတ်ဘူးဖြစ်တတ်တယ် GIF ဆိုတာတော့မအီမတာဖြစ်တာပေါ့နော်။ဘိုင်းမအီမတာဖြစ်တာ။ digestion indigestion ဆိုတာတော့အစာမကြေဖြစ်တတ်တယ်ပေါ့နော်။နောက်စီတမျိုးကတော့ pyrocycan ပေါ့နော်။ဒီဟာလေးကတော့သုံးနာတိတ်ပြီးတော့မရှိပါဘူး။နည်းပါရဲ့။ပြီးတော့ဘလောက်အားလာလဲဆိုရင်30 mg လာတယ်။20 mg လာတယ်။ကြောက်ဘလို့နည်းလာလဲဆိုတော့ capsule အနည်းလာတယ်။ဒီဘက်မှာလည်းပုံလေးပြထားပါတယ်နော်။ nonsa ဆိုတဲ့ဆေးလေးပေါ့နော်။ နော်ဆာဆိုတဲ့ဆီလေးကိုဒါနမူနာပြထားပါဘောနော်တခြား viral စီကံနေလည်းအများကြီးရှိပါတယ်။ဘယ်မှာတုံးတာလဲဆိုလို့ရှိရင်တော့ joint pain ပေါ့နော်။အစစ်တွေရောက်လာမျိုးနောက်တစ်ခုကတော့ back pain ခါနာလာမျိုးပေါ့နော်။ခါနာလာလည်းဒီကြောက်ကြက်ကြောင့်ခါနာလာလည်းရှိတယ်လို့ဒီကြွက်တာတွေပြီးလို့ရှိရင်အယိုးတွေကြောင့်ခါနာလာပေါ့နော်။အဲ့ဒါလည်းရှိတယ်။ဒါကြောင့်မလို့ဒီကြွက်ကြွက်တာတွေအယိုးတွေကြောင့်နာမတာလည်း viral စီကံအဆင်ပြေမှာဖြစ်ပါတယ်။ဒီကြောက်ကြက်ကြောင့်နာတဲ့ နောက်ကြော်ရည်နာတယ်ခါးရည်နာတယ်ဆိုလို့ရှိရင်တော့ဒီဆေးတောက်လည်းအလကားပဲပေါ့နော်ထိရောက်မှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒါ side effect ကဘာလဲဆိုရင် gastritis ကလည်းခဏခဏပိုင်းနာတယ်ပေါ့နော် GI upset ဆိုတော့ဒီအစာအိမ်မအိမ်မသားဖြစ်တတ်တယ် acyclophenic နော်ဆေးနာမည်က acyclophenic acyclophenic ဆိုရယ်ဆေးလီယာ100 mg လာတယ်100 mg လာတယ်ပေါ့နော်ဒီမှာလည်းပုံလေးပြထားပြီးရေနော်ဒါဆို100 mg လာရရှိရယ် နောက်တစ်ခုကကျတော့ acyclovir နဲ့ဒီ paracetamol နဲ့ဒါရောထားတဲ့ဆီလဲလာတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပေါင်းပြီးတော့မှပိန်းကျလာပြီးပေါင်းပြီးတော့လာတာလည်းရှိပါတယ်။ဒီမှာတုံးတာလည်းဆိုတော့ join pain ပေါ့နော်။အဆစ်တွေရောင်းတဲ့ချိန်ကျရင်တုံးတယ်။နောက်ကျော်နာတုံးတယ်။နောက်တစ်ခါကျတော့ bony pain ပေါ့နော်။ဒီအရိုးတွေကြောင့်နာတုံးတယ်ပေါ့။ဘယ်လိုမျိုးလဲဆိုတော့ အယိုးကျိုးတဲ့လူနာတွေပေါ့နော်ဈေးဥမာသွားလို့ရှိရင်အယိုးကျိုးပြီးတော့ဈေးဥမာသွားရဲဆိုလို့ရှိရင်ဒါကြောက်ပတိပိုင်းစီးပလိုက်တယ်နောက်ပိုင်းမှာဆရာဝန်ကအစီကလိုဖန်နစ်ကိုအသုံးရတယ်ပေါ့နော်ဒီကအယိုးနဲ့ပတ်သက်ပြီးတော့နာကျင်ကြိုက်ခဲမှုမှာအစီကလိုဖန်နစ်ကပိုကောင်းတယ်ပေါ့နော်သူကလည်းစာရင်သာဖြစ်တတ်တယ်ပြီးလို့ရှိရင်စာအိမ်မရှိမသားဖြစ်တတ်တယ်ပေါ့နော်ကီတိုရိုလက်ပေါ့နော်နောက်စီတစ်မျိုးကကီတိုရိုလက် ကီတိုရဲ့ ROLC ပေါ့နော် ROLAT နော်30 mg တက်ပလက်လာတယ်ပြီးနောက်တစ်ခုကကျော်15 mg ဒီထိုးစေးထိုးလို့ရတယ်ပေါ့နော် IM နဲ့ IV ဆိုတာကျော် IM ကအသားစေး IV ဆိုတာအကျော်စေးပေါ့နော်ဒီအရေးအကျော်စီလဲထိုးလို့ရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျော်30 mg tablet လေးလာတာပေါ့နော် use in pain from some cancer origin ဆိုတာကကန်ဆာကြောင့်နာကျင်ကြိုက်ခဲ့တဲ့အချိန်ကျရင်ခဏပြောလို့ paracetamol လို့ တခြား ibuprofen တို့သုံးနေပေမဲ့အရင်ကြီးမထိရောက်ဘူးနာကျင်ခိုက်ခဲမှုမတက်တာစီဘောเนาะဒါကြောင့်မလို့ဒီဟာလေးကိုခဏတစ်ဖြုတ်အနေနဲ့ဒီကီတိုရိုလက်ကိုတောက်လိုက်တယ်ဆိုရင်မြင်မြန်တက်တာပါပဲဘောเนาะဒီမှာလည်းရေးထားရယ် stronger than paracetamol ဆိုပါစီတမောထက်လည်းဒါပို့ပြီးတော့အာကောင်းတယ် ibuprofen နဲ့လည်းပို့ပြီးတော့အာကောင်းတယ်ဘောเนาะအာကောင်းနဲ့အလျောက်ပေါ့သူကတခြားဒီ side effect ကလည်းပိုပြီးတော့များတယ်ပေါ့နော် gas gastric bleeding မို့ဒါသွေးကိုစိမ့်တာတော့ဖြစ်နိုင်တယ်ပေါ့နော်စာအိမ်ထဲမှာသွေးကိုစိမ့်တာလည်းဖြစ်နိုင်တယ် kidney damage ဆိုတော့ဒီကြောက်ကက် kidney ဆိုတာကြောက်ကက် damage ဆိုတော့ထိခိုက်တဲ့ပျက်စီးရပေါ့နော်ကြောက်ကက်ပျက်စီးနိုင်တယ်ပေါ့သူရဲ့ပြင်အားများတဲ့အချိန်ချောင်းပေါ့နော် not use in pregnancy ဆိုတာပုံဝင်ဆောင်နေမှာတော့လုံးဝသုံးလို့မရဘူးပေါ့နော် the common side effect လို့ဒီမှာရေးထားပြီး is common side effect of the NSAID ပေါ့နော်ကြိုက်ခဲပြောက်ဆေးတွေရဲ့ရေဘူးရအားဖြင့်ပြောလို့ရတဲ့ side effect ပေါ့နော်အဲအရာတွေကဘာတွေလဲဆိုရင်ပထမဆုံးတစ်ခုက nausea and vomiting ပေါ့နော်ဆေးတောက်ပြီးတော့မအီမတာဖြစ်တတ်တယ်ပြုတ်အန္တရာယ်ပါဖြစ်တတ်တယ်မူးဝေးရတယ်ဖြစ်တတ်တယ်ပေါ့နော်အမှန်တကယ်တော့ GI upset GI upset ဆိုတော့အစာအိမ်မအိမ်မသာဖြစ်တာ gastritis ဆိုတာအစာအိမ်ရောင်တာပေါ့နော် gastritis ဆိုတာအစာအိမ်ရောင်တာအ နံပါတ်3ကတော့ bleeding tendency ဆိုတာဒီဆေးကိုတောက်တယ်ဆိုလို့ရှိရင်အဲသွေးကိုစိတ်မှုပို့ပြီးတော့ဖြစ်နိုင်တယ်ပေါ့နော်ပုံမှန်လူရင်တော့မဖြစ်နိုင်ပေမဲ့ဒီသွေးကိုသွေးခဲရနဲ့ပတ်သက်ပြီးတော့ယောဂအခန်းရှိကြတဲ့လူတွေမှာဆိုရင်ဒီဆေးကြိုက်ခဲကြောက်ဆေးတွေတောက်ရတာနဲ့ပို့ပြီးတော့မှသူများရဲ့ဆက်သွေးကြီးဥနှုံးနေများတယ်တဖုံးမှာသွေးကိုစိတ်နာတွေများတယ်ပေါ့နော်နောက်တစ်ခုကတော့ allergic reaction allergic reaction ဆိုတာကတော့ဓာတ်မတည့်ရပါနော် ဒီကြိုက်ခဲကြောင်စီတောင်းလိုက်လို့ဓာတ်မတည့်ပဲနဲ့အနီဖူးပိတ်နေထလာတယ်နှာခမ်းတွေရောင်လာတယ်အသက်ရှူကျက်လာတယ်ပေါ့နော်အဲ့ဒါလေးဖြစ်တဲ့နံပါတ်5ကျတော့ electrolyte imbalance ပေါ့နော်ဒီဒီဆေးတွေတောက်ခြင်းအားဖြင့် sodium တွေခန္ဓာကိုယ်ထဲမှာရှိတဲ့ sodium တွေမူမမှန်တတ်ဘူးပေါ့နော်ပြီးရင် potassium တွေမူမမှန်တတ်ဘူးပေါ့နော်နံပါတ်6ကကျတော့ kidney damage ပေါ့ဒီကြောက်ကက်တွေပျက်စီးသွားတာပေါ့နော်ကြောက်ကက်တွေရေရှိမှတောက်လို့ရှိရင်ကြောက်ကက်ရောင်လာတယ်အဲပြီးလို့ရှိရင်ကြောက်ကက်အားနည်းလာတယ်ဆိုတော့ ီ side effect တွေအများကြီးရှိတယ်ဗောနော်နောက်ထပ်ဒီ lesson တစ်ခုကကြတော့ဘာအကြောင်းပြောရမှာလဲဆိုတော့ drench for ခေါက်ဗောနော်အဲခေါက်ယောဂါဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီဘာစီးတုံးရပလဲဆိုတဲ့ဟာလေးကိုပြပြသွားမှာဖြစ်ပါတယ်ဒါမလို့နောက်ထပ် lesson တစ်ခုမှပြန်တွေ့ကြပါဗောနော်အဲတော့ဒီ lesson လေးတွေအားလုံးကအပတ်တိုင်းစနေတနင်္ဂနွေအပတ်တိုင်းမှာအတိအသင့်ပြီးတော့မှာဖြစ်ပါတယ်အချိန်အားဖြင့်တော့နှစ်လလောက်ကြာမှာဖြစ်ပါတယ် ဆိုတော့နောက်ဗီဒီယိုမှာပြန်ပြေးကြပါဦးနော်